ခုပြောပြမယ်ပုံမြင်လေးကဆရာဘိုးမွေးစာအုပ်ထဲကပုံမြင်လေးပါပုံမြင်နာမည်ကဆရာဆိုရင်ပူဆိုးမှာပေါ့လေဟိုပုံမြင်လေးနားထောင်ကြည့်ရအဲတစ်ခါမြို့တစ်မြို့မှာလူတစ်ယောက်ကဓာတ်ပုံပညာသင်လာပြီးတော့လိုက်စားတယ်ပေါ့ဗျာသင်လာပြီး join ချင်လာတော့ပြီးတော့အရင်နေ့ထုတ်ပေးရလို့ရှိတဲ့ခါကျဓာတ်ပုံဆိုင်ဖွင့်သူဓာတ်ပုံဆိုင်ကလည်းအစ်စ် မိတ်ဆွေ ဖောက်တဲ့ကလည်းနေပြီးတော့အဲ့ဒါသိမရရဘူးပေါ့အဲ့ဒါနဲ့ အဲ့လိုကရွာတွေကိုစင်ပြီးဓာတ်ပုံရဖို့စီစဉ်အဲ့ဒါအတွက်အလုံးသမားတယောက်ငှားတယ်အလုံးသမားလည်းဒီလိုသားသားလုံးသမားတယောက်သူကငှားဆရာအဲ့ဓာတ်ပုံဆရာနဲ့တပည့်နဲ့ရွာတရားကိုဓာတ်ပုံရဖို့ပွားအဲ့ဒီရွာမှာဓာတ်ပုံကိုတစ်ခါမြင်ခွေဘုန်းကြီးတစ်ပါးရှိအဲ့နဲ့ဘုန်းကြီးကလည်းအာရွာဓာတ်ပုံဆရာရောက်နေရလို့သတင်းကြတော့အာဒီခါတော့ဓာတ်ပုံရေဖို့အောင်ရိုက်မယ်လို့ဆုံးဖြတ်ပြီးတော့ဓာတ်ပုံဆရာကိုကျောင်းဝတ်လာဖို့ကျောင်းသားတွေကိုခေါ်ခိုင်းလိုက် ါပေမဲ့ဘုန်းကြီးခေါ်တဲ့အချိန်မှာဘာဖြစ်နေလဲဆိုတော့ဆရာတောက်ဖို့ဆရာမအားတော့ဘုန်းကြီးကြောင်းတပည့်ဖြစ်တဲ့လူကိုလှုပ်လိုက်တောက်ဖို့ဆရာရဲ့တပည့်ကလည်းဘုန်းကြီးကြောင်းကိုရောက်ပြီးတော့နင်းနေသွင်းပြီးတော့ဓာတ်ပုံရဲတော့မယ်ညီညီနေပါဖရာဟုဘုန်းတော်ကြီးကဖြောက်ထားပြီးဓာတ်ပုံရဲကိုချိန်နေလေဘုန်းကြီးကလည်းညီနေဆိုတဲ့အတိုင်းအသက်တော်မရှိဘဲနေနေရဒါကင်မရာလည်းချိန်လာမပြီးအချိန်ကကြာသွားတဲ့ခါကျတော့ ခုံးကြီးကမူးပြီးတော့မေ့လေကြတော့အဲ့ဒါနဲ့ဓာတ်ပုံဆရာရဲ့တပည့်ကလည်းခုံးကြီးကနှိမ့်နေပြီးတော့တတိယမှာဓာတ်ပုံဆရာပြန်လာပြီးတော့ကြိုကြောင်ပြုတ်ပြအနောက်နေ့ကျတော့ဓာတ်ပုံဆရာလည်းအားရနဲ့ခုံးကြီးကြောင်သွားပြီးတော့ခုံးတော်ကြီးကိုဓာတ်ပုံရဲ့ဖို့ချောက်ထားခုံးတော်ကြီးကဟေးဓာတ်ပုံရဲ့ရမယ်နေပါဦးမင်းကဆရာလားတပည့်လားမေးတယ်ဓာတ်ပုံဆရာတပည့်တော်က ဆရာပါဖျားချက်ဖုန်းတော်ကြီးကတော်တော်မနေ့ကတပည့်မလို့ငါမိသွားတာဒီနေ့ဆရာဆိုရင်ငါတခါလေးအသက်ပါထွက်သွားလိမ့်မယ်ဆိုပြီးဓာတ်ပုံဆရာကိုမိတ်တယ်ပုံမြင်လေးကတော့ဒါပါပဲခင်ဗျာ